စအမှုနဲ့တွေ့ဦးရွှေရိုးလို့နာမည်ကျော်တဲ့ခုံမျက်စအမှုနဲ့တွေ့ခုံမျက်စခုံရလခုံမျက်စအမှုနဲ့တွေ့ခုံမျက်စခုံရလခုံမျက်စအမှုနဲ့တွေ့လာပါလိတွေ့ဦးရွှေရိုးရဲ့တော်မူနဲ့အတော်ဆိုးတဲ့တော်မူနဲ့အတော်ဆိုးတဲ့လာပါလိတွေ့ဦးရွှေရိုးရဲ့တော်မူနဲ့အတော်ဆိုးတဲ့တော်မူနဲ့အတော်ဆိုးတဲ့အခုမြင်တွေ့ခဲ့တဲ့ဒီကောက်ကိုမြန်မာတို့တော်တော်များများသိကြမှာပါမြခုံးမွေးထူထူနှခမ်းမွေးကာယာညနေပိုင်းကပြုံးစစ်စစ်နဲ့ ခေါမောင်းဝဆုံဝက်ကတိုက်ဝအင်ကြီးဖျိုးဖျဲပစိုးတောင်ရှင်ကြီးကိုဝပြီးအတင်ကြီးလေးကိုကင်ကကနေတဲ့ဥရှေယိုးကြီးရဲ့ဟန်ပန်ကမြင်ရုံနဲ့နေကြီးစရာကောင်းပါလေဒီကကတော့မြမရိုးရပွဲတွေအလူပွဲတွေမှာမပေါ်မဖြစ်ထဲ့သွင်းကောင်းနေစေဖြစ်တဲ့ဥရှေယိုးနဲ့တော်မှုကပါမြမတို့ရဲ့ကိုပိုင်ဟန်ကိုပိုင်ဂီတကိုပိုင်ကောက်ွက်ဖြစ်တဲ့ဒီကမြမရည်ကြီးမှုပြယုတစ်ခုဖြစ်ကောင်းယူဝဲကောင်းသလိုဥရှေယိုးတော်မှုကဖြစ်ပေါ်လာတဲ့တမိုင်းကြောင်းကလည်းစိတ်ဝင်စားရပါ မြန်မာရုပ်ရှင်ဟာ1920ဝန်းကျင်မှာစတင်ပေါ်ပေါက်ခဲ့ပြီး1923ခုနှစ်မှာဒါဒိုက်တာဦးညီပူရဲ့ကူးတဲ့တောမြိုင်ရှင်ကလွမ်းအောင်ဖန်အတန်တဲ့ရုပ်ရှင်မှာဥပုံညာရဲ့ရောက်ဖတ်တော်ဆက်တဲ့ကာနုံကျော်ဥပကလေးကဥရှိရိုးဖြစ်တရုပ်ဆောင်ပြီးတော်မှုနဲ့တွဲကခဲ့ပါတယ်။အဲဇာကမှာမင်းသားဦးညီပူမင်းသမီးမက်ခင်တဲ့ဇပိုးဖြစ်ကာနုံဥပကလေးကတရုပ်ဆောင်ပါတယ်။အဲဇလန်မှာတရုတ်ရှာဝင်လူငယ်တဦးနဲ့ဥစားသောမာလီတို့ရဲ့တနိုင်းဆန်ဇလန် ကျော်ပြောင်းယူလွဲအကဲပညာတွေနဲ့အခြားအနုပညာပေါင်းများစွာကိုပေါင်းဆက်ပြီးအခြေအလွမ်းနဲ့ခါသာဇက်ခွက်တွေပုံဖော်ရိုက်ကူးခဲ့ရတဲ့အဲ့ဒီကာလမှာအတော်လေးလူချိန်ပြားအောင်မြင်ခဲ့ပါတယ်။အဲ့ဒီဇာကားမှာကာတော်ဥပကလေးဟာဥရှိယုံနေရာဖြစ်သရုပ်ဆောင်ခဲ့ရာပရိသတ်တော်တော်များများစတင်တက်ခဲ့ပြီးဥပကလေးကိုလည်းဥရှိယုံလို့အမည်တွင်ထင်ပေါ်ကျွကြခဲ့ပါတယ်။ဇလန်းရဥရှိယုံချိန်ပူးနေတဲ့တော်မှုရှိပါတယ်။တော်မှုကတော့ဥရှိယုံကိုမူးနေပါတယ်။ဇလန်းထဲမှာဥရှိယုံကတော်မှုကိုတည့်တည့်လေးချောင်းပြီးတကြိမ်ပြတ်တဲ့အခန်းပါပါတယ်။ ရှင်ပတ်တဲ့ခန်းမှာနန်းတော်ရှင်ဆရာတင်ရဲ့တိတိချင်းကပောင်းဝင်အပြည့်တဲ့ကနန်းတော်ပြမြောင်တဲ့ပထမဆုံးထားကတဲ့ကဟာဥရှိရောကပါဥရှိရောဟာကောင်းမွန်တလူလူမြကုံးမွေးသူအခန်းမွေးကရန်လေစည်းဘဝတဖာဖာတောင်ရှင်ပစိုးခွန်ချနဲ့တိကိလေးကိုပက်လေဝိကဝိုက်ခံအခန်းမွေးတူရရခန္ဓာကိုယ်ရေးလိုက်နောက်ကိုဆုံလိုက်အဖိုးကြီးတို့ကွတ်တာကွတ်တာတိကိလေးဓမ္မမနဲ့ကပြတော်ပုံမှာကောက်ကွက်တမျိုးနဲ့တမျိုးမယူကဥစီဒုဘက်ဝိုင်းရင်နဲ့စီဝတ်တကြကပ်သွားတာပါပညာသာပါလာပါလေ တဖန်ဥရှိယိုးနဲ့တွဲကားတဲ့တော်မူကလည်းဥရှိယိုးနဲ့အပြိုင်အပေးယူဆိုင်တဲ့နေလာပါတယ်။စီဝါတကြဟန်ပန်အမူယာကာကျိုးကောက်ွက်ပြီးပြင်ကပြပါတယ်။လူဦးသားလက်ချင်းချက်ပြီးဆွဲပြလိုက်တဲ့ခင်ဟာအလွန်ကြီးလိုကောင်းပြီးဒီစီယာရောနုပညာရောရတနာမြောက်တဲ့ချင်းချင်းမှုကောက်ွက်ဖြစ်ပါတယ်။ဒီဥရှိယိုးနဲ့တော်မူကဟာဒီကနေ့ဒီတိုင်မယုံနိုင်မတိမ်ပေါ်ပဲလူကြိုက်များတဲ့အကတခုလည်းဖြစ်နေပါတယ်။